ိမ်ထောင်ရေးကန်ဆိုတာတကယ်ရှိတယ်။ရုပ်ရည်နဲ့လည်းမဆိုင်ဘူး။စီးစိမ်နဲ့လည်းမဆိုင်ဘူး။ပညာတက်ခြင်းမတက်ခြင်းနဲ့လည်းမဆိုင်ဘူး။ပြောတတ်ဆိုတတ်နေတတ်ထိုင်တတ်ခြင်းနဲ့လည်းမဆိုင်ဘူး။အိမ်ထောင်ဘက်ကိုဘလို့ကိုင်းတွေတက်ခြင်းနဲ့လည်းမဆိုင်ဘူး။ဘာဆိုပါနဲ့မကိုမဆိုင်ဘူး။လူတရားကိုဘလို့မှလိုက်ချင်လို့မရတဲ့နေရာဟာအိမ်ထောင်ရေးပါပဲ။မယူခင်ကလူကောင်းဖြစ်ပြီးယူပြီးကမှ သုံးဆောင်မရတော့တာအိမ်အောင်ရေကန်မယူခင်ကဆိုသလောက်ယူလဲပြီးရောလူကောင်းဖြစ်လာတာအိမ်အောင်ရေကန်လူတယောက်ပြောင်းလဲလာဖို့ဘယ်နဲ့ဖျားမှ မစွမ်းဆောင်နိုင်ဘူးဘယ်သူမှဝင်မပြုတ်ပြင်နိုင်ဘူးကာယကံချင်းကိုယ်တိုင်ပြုတ်ပြင်ခြင်းစိမရှိသေး၍အားထုတ်ခြင်းမရှိသေး၍ဘာနေမှလုံယူလို့မရတာအိမ်အောင်ရေကန်ပါပဲအကောင်းဆုံးကြိုးစားပါလျက်နဲ့နာကျင်ခံစားရတဲ့အခါ ငါပါမားလို့တယ်တွေးစီရမလို့တာအိမ်အောင်ရေးကံပါပဲဝမ်းနေရတာတွေအတွက်ကိုကိုကိုအပြင်းတင်နေဖို့မလို့တာအိမ်အောင်ရေးကံပါပဲအိမ်အောင်ရေးကံမကောင်းသူတရားကိုလည်းနေငါပါဖြစ်တာကိုညာဖြစ်တာကိုတွေလုံးဝမပြောသင်ဘူးပေါ့သူစူးစားခဲ့ရတာသူ့အသေးဆုံးသူနာကျင်ခံရတာလေသူသာအသေးဆုံးပါလူသားစင်စစ်ကာယကံချင်းမပြောနဲ့ဘယ်တကူချင်းမှဝင်ပြင်းလို့မရတာ အိမ်အောင်ရေးကံပါပဲမျက်ရည်ကြတဲ့အခါတုပ်ပေးပြီးတုံရင်နေတဲ့အခါထွေးပေးလို့အထီးကျန်နေတဲ့အခါအတူရှိနေပြီးယုံကားလွယ်ရင်ဘယ်ရာနဲ့မှထပ်မနာကျင်စီတင်သူတွေပါအိမ်တောင်ရေးမှာမိန်းမချစ်တဲ့အိမ်တောင်နဲ့ယောက်ျားချစ်တဲ့အိမ်တောင်ပါကွာလေအချိန်လေးနည်းနည်းပေးပြီးတပွားလုံးစာပြင်ဆင်နိုင်ဖို့ဗီဒီယိုလေးကိုစုံအောင်နာဆင်စီရှင်ပါတယ်မိမချစ်တဲ့အိမ်တော် မိန်းကလေးများစုဟာအရန်အချစ်ကြီးကြပါတယ်။ကိုချစ်တဲ့သူနဲ့ပေါင်းဖက်နိုင်ဖို့ဆိုရင်ဘာမစိုးဆွန့်လွတ်နိုင်တဲ့အရေးရှင်လေးချီးကျသေးတယ်။တကယ်ကုံပြူထိုက်တဲ့မိန်းကလေးများပါ။ဒီပို့ကမိန်းကလေးများအတွက်အရန်ဆင်ခြင်စရာကောင်းမယ်လို့ညွှန်လင်းမိပါတယ်။အကြောင်းမှာပညာရှင်တွေဟာနှစ်ပေါင်းများစွာအိမ်တော်ရေးအကြောင်းတွေကို သူတည်သနာပြုခဲ့ကြတယ်။မိန်းကလေးကချစ်လို့ပြုထားတဲ့အိမ်တော်ရေးဟာ တာယာတဲ့အိမ်တောင်ကြီးပါတဲ့အိမ်အောင်ဖြစ်ဖို့ရာခိုင်နှုံးနေတယ်လို့အဆိုပြုနိုင်ခဲ့ပါတယ်။သူတည်တနာပညာရှင်များရဲ့အကြံပေးအရအိမ်အောင်ကြီးဟာယောက်ျားကချစ်တဲ့အိမ်အောင်ဖြစ်ဖို့လိုပါတယ်။ဘာကြောင့်လဲဆိုရင်တကယ်ဘဝမှာမိသားစုကိုဥစည်းဥဆောင်ရမှာကယောက်ျားလေးတွေဖြစ်ပါတယ်။သူတို့ရဲ့ဥဆောင်မှုကို ဝန်ခံနိုင်တဲ့မိန်းကလေးများကိုလည်းအင်ရှင်မကောင်းလို့ဆိုပါတယ်။ယောက်ျားလေးချစ်တဲ့အိမ်အောင် ိမ်တော်ရင်မှရကြလေးကချစ်ဖို့လိုပါတယ်တကယ်ဘဝပြဿနာနဲ့ရင်ဆိုင်တဲ့အခါမှာဒီမိမကိုငါယူမယ်ငါလုပ်ကြည့်မယ်ဘာပဲဖြစ်ဖြစ်ငါတောင်းဝန်ယူမယ်ဆိုတဲ့ခံယူချက်တွေရှိတာကြောင့်သူတို့ဟာမိသားစုကိုအကောင်းဆုံးဖြစ်စေနိုင်ကြပါတယ်သူတို့ချစ်တဲ့မိမကို အလားစင်မို့သူတို့ချစ်တဲ့မိမကိုစိတ်ပြုတ်အောင်ထားပေးနိုင်ဖို့ကိုအလေးထားပြီးစူးစမ်းအားထုတ်နိုင်ကြတာမို့ ။ဖြာကြားလေးကချစ်တဲ့အိမ်နောင်ကြီးအားตายရတဲ့အိမ်နောင်ပိုဖြစ်ပေါ်စီပါတယ်။မိန်းကလေးများအတွက်အကြံပေးချက်။စာရေးသူအကြံပေးချင်တာကမိန်းကလေးများဟာကိုယ်ပိုင်ရည်ချင်းမရှိတာတဲ့။ကိုယ့်ကိုယ်တာဝန်ယူပေးနိုင်ပြီးယောက်ျားလေးကိုရွေးချယ်ယူနိုင်ဖို့အရေးကြီးပါတယ်။အရေးချင်းရှိပြီးဘယ်လိုပြဿနာအခက်အခဲပဲရှိရှိ ကိုယ့်ကိုယ်တကယ်တာဝန်ယူချင်နိုင်မဲ့ယောက်ျားလေးများကိုရွေးချယ်စီခြင်းပါတယ်။ဒါကြောင့် မိန်းကလေးများကို ကိုအချစ်ကိုမချဘဲသူအချစ်ကိုရပါလို့အားပေးချင်ပါတယ်။ယောက်ျားလေးများအတွက်အကြံပေးချင်တကယ်မချစ်ပင်နဲ့မယူပါနဲ့။ကိုတကယ်မချစ်နိုင်မဲလူတကာကိုချစ်တယ်မပြောပါနဲ့။ကိုတကယ်ချစ်နိုင်တဲ့သူတန်ဖိုးထားနိုင်တဲ့သူတာဝန်ယူနိုင်တဲ့ဆိုတဲ့သူမျိုးကိုပဲရွေးယူပါ။ချစ်တယ်ဆိုတဲ့စကားသမီးစားဘွားမှာပဲပြောလို့ကောင်းတာ။ တကယ်ဘဝတိတ်ပွဲမှာချစ်တာတွေမြစ်တာတွေပျောက်ဆုံးသွားတတ်ကြလို့ပါယောက်ျားလေးများကိုတော့သူ့အချစ်မရှာပဲကိုချစ်ကိုချာပါလို့အားပေးချင်ပါတယ်အားလုံးရဲ့တာယာပြည့်ရှင်တဲ့မိသားစုများပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုရင်